တခါတော့ကတော်ထဲမှာပြွဲစိတ်တွေအများကြီးနေကြတယ်။သူတို့မှာဖယင်တပါးရှိတယ်။သူ့နာမည်ကပိုရွက်စိတ်ပယင်ကြီးလို့ခေါ်ကြပါတယ်။ပိုရွက်စိတ်ပယင်ကြီးဟာမန်ပညာကြီးမှပြီးသူ့လူတွေကိုကောင်းကောင်းကူးစိုက်ပါတယ်။ဖယရွက်စိတ်တွေဟာသူတို့ပယင်ကိုအယမ်းချစ်ကြပါတယ်။ဘယင်ကြီးကလည်းသူတို့ကိုကူးစိုက်ပါတယ်။ဒီနေ့မှာတော့တော်ထဲကအနေတစ်ခုဖြစ်လာတယ်။မိလောက်မှုကြီးဖြစ်ပြီးတော်တစ်ခုလုံးမိတော့လောင်နေပါတယ်။ပြွဲစိတ်တွေဟာမိကြောင်ကြောက်လန့်နေကြတယ်။ဘယင်ကြီးကလည်းသူ့လူတွေကိုကယ်တင်ဖို့စဉ်းစားနေတယ်။ပြွဲစိတ်ပယင်ကြီးဟာမန်ကောင်းတဲ့အတွက် သူ့လူတွေကိုမိဘကနေဘလို့လို့အောင်လို့ရမလဲဆိုတာစဉ်းစားတယ်သူကဗျွက်စိတ်တွေကိုစုပြီးမိလောက်နေတဲ့နေရာကနေဝေးဝေးပြေးဖို့ညွန်ကြားလိုက်ပါတယ်ဒါပေမဲ့မိဟာမြင်းမြန်ဆန်ဆန်ပြက်နက်နေတာကြောင့်ဗျွက်စိတ်တွေဟာလွမြောက်ဖို့ခက်ခဲနေတယ်ဒါနဲ့ဗျွက်စိတ်ပြင်းကြီးဟာသူ့တို့တွေကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူကဗျွက်စိတ်တွေကိုစုပြီးသူ့တို့ရဲ့ခန္ဓာကိုယ်ပေါ်မှာတကောင်ပေါ်တကောင်တက်ပြီးမိလောက်နေတဲ့နေရာကိုဖျက်ကျော်ဖို့စီစဉ်နေဗျွက်စိတ်တွေဟာဘရင်ကြီးရဲ့အမိန့်ကိုလိုက်နာပြီးတကောင်ပေါ်တကောင်တင်ကာ မီးလောင်နေတဲ့နေရာကိုဖျက်ချော်နိုင်ကြပါတယ်။ဒီလိုနဲ့ဗျွေးစိတ်တွေဟာမီးပေးကနေလွတ်မြောက်သွားကြတယ်။ဗျွေးစိတ်ပြင်ကြီးရဲ့ဉာဏ်ပညာနဲ့စီမံခန့်ခွဲမှုကြောင့်သူ့လူတွေဟာအနေရကနေလွတ်မြောက်နိုင်သွားကြပါတော့တယ်။ဒီပုံပြင်လေးကတော့ခေါင်းဆောင်တယောက်ရဲ့ဉာဏ်ပညာစီမံခန့်ခွဲမှုနဲ့သူ့လူတွေကိုချစ်ခင်မှုတွေကိုဖော်ပြတဲ့ပုံပြင်လေးပါ။ဗျွေးစိတ်ပြင်ကြီးဟာသူ့လူတွေကိုအနေရကနေကယ်တင်ဖို့ဘာမဆိုလုပ်ခဲ့တဲ့အတွက်သူဟာခေါင်းဆောင်ကောင်းတယောက်ဖြစ်ကြောင်းသင်ခန်းစာပေးတဲ့ပုံပြင်လေးပါ။